ဗြိတိန်နိုင်ငံမှာအနည်းဆုံးကလေးအယောက်1400လောက်လိမ်ပိုင်းအလွဲ3စားလုခန့်ဆိုတဲ့အစီအငံစာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ဒေါ်သီးထဆန်ကသတင်းပေးပို့ထားတာပါ။ဗြိတိန်နိုင်ငံအင်္ဂလန်နယ်မြောက်ပိုင်းရိုသာဟန်မြို့မှာကျန်ခဲ့တဲ့16နှစ်အတွင်းကလေးတငယ်အနည်းဆုံး1400လောက်လိမ်ပိုင်းအလွဲ3စားလုခန့်ခဲ့ရတယ်ဆိုတဲ့အစီအငံစာထွက်ပေါ်ခဲ့ပါတယ်။ဗြိတိန်ပညာရှင်နဲ့စကော့တလန်အစိုးရလူမှုရေးအကြံပေးအဖွဲ့ခေါင်းဆောင် လူမှုရေးလုပ်ငန်းညွှန်ကြားရေးမှူးများအသင်းရဲ့ဥက္ကဋ္ဌဟောင်းပေါမောက်ခ Alexis J ကလွတ်လွတ်လပ်လပ်အချက်အလက်စုဆောင်းပြီးဒီအစီရင်ခံစာကိုရေးသားထုတ်ပြန်ခဲ့တာပါဒီအလွဲသုံးစားမှုကြောင့်ဒေသခံကောင်စီခေါင်းဆောင် Roger Stone ယာရုကနှုတ်ထွက်ခဲ့ပါတယ် There were traffic to other towns and cities in the north of England they were abducted ကလေးတစားကံတွေဒုက္ခခံခဲ့ရတဲ့အလွဲသုံးစားလုံးမှုသဘာဝတွေဟာဘလောက်ဆိုးရွားလဲဆိုတာပြန်ပြောဖို့တောင်းခက်တယ်။သူတို့ဟာပြစ်မှုကျူးလွန်သူအများအပြားရဲ့မတင်းကျင်တာအင်္ဂလန်မြောက်ပိုင်းမြို့တွေစီကိုလူကုန်ကူးတာ ခံခဲ့ရတယ်။သူတို့ဟာအတုံးချခံခဲ့ရပြီးဆိုးဆိုးရွားရွားနှင်းပန်းနှိပ်စက်ရိုက်နှက်ချင်းချောက်တာလည်းခံခဲ့ရတယ်။ ဓာတ်စီတွေတနက်တွေနဲ့ချင်းချောက်ခံရသလိုသူများကိုပြောပြရင်အကျန်းဖက်ရရက်ဆက်ဆက်မတိန်ကျင်တာခံရမယ်လို့ချင်းချောက်ခံရရတယ်လို့ပေါမောက်ခကြီးကသတင်းစာရှင်းလင်းပွဲအတွင်းအင်္ဂါနေ့ကပြောပါတယ် ဒီအကြောင်းတွေကို2002ခုနှစ်ကနေ2006ခုကြားအစည်းအဝေးခန်းစားသုံးဆောင်ထုတ်ပြန်ခဲ့ပေမဲ့မြို့ကောင်စီနဲ့ရဲတို့ကကလေးတွေကိုကာကွယ်ဖို့ပြက်ကွက်မှုတွေဆက်ရှိနေကြတာပါ။တိုင်းရင်းသားပြည်မှုကလည်းကလေးကာကွယ်ရေးဝန်ဆောင်မှုအဖွဲ့တွေကရှော့ပေါစဉ်းစားစေခဲ့တယ်လို့သူကဆက်ပြောပါဗျ။ကျူးလွန်ခံရသူတွေကဘသူကျူးလွန်တာလို့ပြသတာခံရသူတွေအားလုံးဒီပါက ပါကစ္စတန်အနယ်တွေဖြစ်နေတာသိရတယ်။လူမျိုးရေးခွဲခြားသူလို့အထင်ခံရမှာကြောက်လို့လူမှုရေးစောင့်ရှောက်သူတွေတွေးဝေးရှုပ်ထွေးခဲ့ကြရတယ်လို့ဆိုပါတယ်။ရိုသာဟန်မြို့ကောင်စီကောင်းဆောင်မာတင်ကင်ဘာကတော့ကောင်စီကိုစားတောင်းပန်ခဲ့တာပါ။ယော့ရှာယာတောင်ပိုင်းရဲဌာနကလည်းပြစ်မှုကျူးလွန်ခံရသူတွေကိုတောင်းပန်ခဲ့ပါတယ်။မိန်းကလေးတွေကိုလိမ်ပိုင်းရာဇဝတ်မှုကျူးလွန်လို့မြို့ထဲကမျိုးသား9ယောက်2010ခုနှစ်ကထောင်ချခံခဲ့ရပါသေးတယ်။ Rosedale, Derby နဲ့ Oxford မြို့တွေက မိန်းကလေးတွေလိမ့်မိုင်းအလွဲသုံးစားလုပ်ခံရတဲ့တခြားအမှုတွေကိုလည်းဖော်ထုတ်ခဲ့ပါရဲ့ရှင်။